ားလုံးပဲမင်္ဂလာပါဒီနေ့ဆိုလို့ရှိရင်ညီလေးတယောက်ကကျွန်တော်ရဲ့ဗီဒီယိုကြည့်ပြီးတော့မေးလာတယ်သူလည်းအလုံးထွက်ရဖို့ရှိတယ်ပေါ့နော်အဲ့တော့သူလည်းအခွန်15%ပေးရမယ်လို့ HR ပြောနေတယ်လို့ပြောလာတယ်ဗျအဲ့လိုပြောလာတော့ကျွန်တော်လည်းတခြား website ကိုဝင်ပြီးတော့ပြန်ပြီးတော့သူ့အတွက်ဖတ်ပေးမိတယ် အဲ့တော့မှတ်သားစရာကြီးလည်းပို့ပြီးရလာတယ်။တတိပေးဖို့လည်းပို့ပြီးတော့တတိပေးစရာအကြောင်းအရာတွေခေါင်းထဲမှာပေါ်လာတယ်။ဒီတပတ်အတွင်းမှာ IRS ကလည်း email ပို့လာတယ်။ဒီအခွန်အတွက်ကိုပေါ့နော်။ဘာတွေပြောင်းလဲဖို့ရှိသေးလဲပေါ့။ဘာလို့လဲဆိုတော့စင်ကာပူကအခွန်အများသောအားဖြင့်အော်တို submission လုပ်တာများတယ်။ကိုကကိုပါ ပြောင်းလဲစရာမရှိဘူးဆိုလို့ရှိရင်အလုပ်ရှင်ကလိုအပ်တဲ့သတင်းချက်လက်တွေ IRAS ကိုပို့ပြီးတာနဲ့တင်ကိုယ့်ရဲ့ဝင်ငွေပေါ့နော်ကိုယ့်ရဲ့ဝင်ငွေအချင်းတွေအချက်လက်တွေကိုအလုပ်ရှင်ကနေ IRAS ကိုပို့တယ်ပို့ပြီးတာနဲ့သူတို့ကနေပြီးတော့ဒီတင့်ကျော်တဲ့အခွန်တစ်ခုကိုဖျက်တယ်ပေါ့နော်အဲ့ဒီမှာဒီ183ရက်မပြည့်ဘူးဆိုလို့ရှိရင်သူက non resident အနေနဲ့သတ်မှတ်တယ် non resident ဆိုပြီးတော့ test ောက်တယ် ဲ့ test က15%အတင်များတာမဟုတ်ဘူးဒီထက်များတဲ့ဟာတခုကဘာလဲဆိုတော့ဒီ test relief တွေကိုခံစားခွင့်မရှိတော့ test relief ဆိုတာကဥပမာကိုယ်မှာအိမ်တော်ရှိတယ်အမျိုးသမီးရှိတယ်ခလေးရှိတယ်ဒါ ਈ ဆိုလို့ရှိရင်ကျွန်တော်တို့က test relief အနေနဲ့ခလေးတယောက်ကို9000ဆိုပြီးတော့အဲအပြပြီးတော့ test ကို short လို့ရတယ်ကိုယ့်ရဲ့ဝင်ငွေကို အဲဒီကိုယ့်ရဲ့ဝင်ငွေတွေကနေပြီးတော့အခွန်ဆောင်ရမယ့်ပမာဏကိုသူတို့ကရှော့ပြီးတယ်အဲဒါဆိုရင်အများကြီးတက်တာပဲကိုယ်ဝင်ငွေဘလောက်ပဲကောင်းနေပါစေအဲဒီ tax relief တွေဖြတ်လိုက်လို့ရှိရင်အခွန်ကအများကြီးတက်တာပဲဒါကြောင့်မလို့အခုချိန်ဒီ February March ဆိုလို့ရှိရင်အခုအခွန်ဆောင်ရမယ့်အချိန်ဖြစ်တယ်အဲတော်တော်များများကိုလည်းစာရီ email တွေပို့နေပြီ IRS ကနေပြီးတော့အဲ့တော့ကိုယ့်ရဲ့ test account ကိုဝင်ကြည့်ကြပါဘယ်လိုဝင်ကြည့်မလဲဆိုတော့ IRAS website ကိုဝင်ပြီးတော့ SimPass နဲ့ဝင်လို့ရတယ်ပြီးတော့တကယ်လို့ relief တွေကိုမလျှောက်ပါသေးဘူးဆိုလို့ရှိရင်เนาะ relief တွေလျှောက်လို့ရတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့မိဘတို့သားသမီးတို့အမျိုးသမီးတို့တယောက်ရှိလို့ရှိရင်တစ်ခါခွန်ပေးဆောင်ရမယ့်ပမာဏကိုတစ်ခါရော့တယ်အဲ့ဒါဆိုလို့ရှိရင်အများကြီးတက်တာသွားလိမ့်မယ် ူးခြားချက်ကတော့အဲ့ non resident ဖြစ်သွားတယ် non resident ဆိုတာဘာလဲဆိုတော့ဒီတစ်နှစ်အတွင်းမှာပဲကိုလုတ်တဲ့အလုပ်လုပ်ရက်က183ရက်မပြည့်ဘူးဆိုလို့ရှိရင်တော့အဲ့ relief တွေအကုန်လုံးကိုခံစား권မရှိတော့ဘူးအဲ့တော့ကို့မှာဝင်နဲ့ဝင်ငွေမှန်သမျှရဲ့15%ကိုဟိုအခွန်ကောက်တော့မှာဖြစ်တယ်အဲ့ဒါအရန်ကိုများတယ်ဒါကြောင့်မလို့လဲအခုညဘက်ရောက်နေပြီဒါမဲ့ကျွန်တော်အဲ့ဒါလေးကိုတတိယလိုအရေးကြီးလို့ဟိုပြောလိုက်တာဖြစ်ပါတယ် ကိုအခုအခွန်နေပေးရတော့မဲ့အချိန်ကိုရောက်နေပြီဒီ IRS ကနေပြီးတော့ကိုဘလောက်အခွန်ပေးဆောင်ရမယ်ဆိုတာကိုဆုံးဖြတ်ရမယ့်အချိန်ကိုရောက်နေပြီအဲ့တော့အချိန်မီလေးပဲ tax relief လျှောက်ထားမယ်ဆိုလို့ရှိရင် IRS website ထဲကိုဝင်ဝင်ပြီးတော့ကိုယ့်ရဲ့ sim personal login ဝင်လို့ရတယ်ဝင်ပြီးလို့ရှိရင်ကိုယ်မှာမိဘရှိတယ်ဒါမှမဟုတ်လဲအဲဇနီးတာသမီးရှိတယ်ဆိုလို့ရှိရင် desperately ရှောက်လို့ရနေပါပြီ။အဲဒါဆိုလို့ရှိရင်နှစ်စင်ပေးရတဲ့အခွန်အများကြီးတတ်တာသွားပါလိမ့်မယ်။နော်။ Now non resident အနေနဲ့ကောက်မယ်ဆိုလို့ရှိရင်တော့အဲဒီ test belief တွေအကုန်လုံးကိုခံစားခွင့်မရှိတော့ဘူး။ဝင်ငွေဝင်သမျှရဲ့ဒီ2025လို့2025မှာဝင်သမျှရဲ့ငွေအလုံးရဲ့15ရာခိုင်နှုန်းကိုကောက်ယူမှာဖြစ်ပါတယ်။ဒါကလူသစ်တွေအတွက်ပဲစိုးရိမ်စရာရှိပါတယ်။ နှစ်နှစ်သုံးနှစ်ဇက်တိုက်လုပ်ပြီးသားလူတွေအတွက်ဆိုလို့ရှိရင်ဒီ rule ကအကျုံးမဝင်အဲ့တော့စိုးရင်စရာမရှိဘူးကိုကနှစ်ရှည်လာများလုပ်ပြီးသွားပြီဆိုလို့ရှိရင်ပြဿနာမရှိပါဘူးနော်အဲ့ဒါလေး view site ဖို့ပါကျေးဇူးတင်ပါတယ်ကဲနောက်ပြီးတော့ဒီ test relief နဲ့ပတ်သက်ပြီးတော့နောက်ထပ်ထပ်ပြောစရာရှိပါသေးတယ်အဲ့ဒါလေးကတော့ဘာလဲဆိုတော့ test relief ရှောက်မယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့မိသားစုရှိရဆိုလို့ရှိရင်မိသားစုဝင်တွေအတွက်ကိုတက်တောင်လျှောက်လို့ရပါတယ်။ဒါပေမဲ့မိသားစုဝင်တွေမှာ ID card ID card number အဲ့လိုဟာမျိုးကို website ကမေးပါတယ် IRS ကအဲ့ကြလို့ရှိရင်တော့ကိုဖြည့်စရာလေး information ရှိဖို့လိုပါတယ်။နောက်တစ်ခုကကြတော့ဒီ expense အနေနဲ့လည်းပြလို့ရပါတယ်။ employment expense ပေါ့နော်။ကိုဒီမှာနေတယ်ပြီးတော့ဒီအလုပ်အတွက်ကို ပြန်ပြီးတော့သုံးစွဲတဲ့ငွေကိုလည်းအဲ့ ခွန်ဆောင်ရမယ့် relief ထဲမှာထည့်ပြီးပြလို့ရှိရင်ကိုယ့်ရဲ့ဝင်ငွေကိုသူတို့ကဖျက်ချပေးပါတယ်။ဥပမာကိုကနေတိုင်းယထာစီပြီးသွားတယ်၊ကာစီပြီးသွားတယ်။အဲ့ဒီပမာဏလေးတွေကိုပေါင်းပေါင်းပြီးတော့တစ်နှစ်စာ ပေါင်းပြီးတော့အော် short လို့ရှိရင်လည်းအခွန်ပေးရမယ့်ပမာဏကိုတတ်တာစေတယ်။နောက်ပြီးတော့ကို့မှာ insurance ရှိတယ်ပေါ့နော်။ကို insurance ဝယ်ထားတယ်။ဟိုမှာ3000ဘိုးဝယ်ထားတယ်၊5000ဘိုးဝယ်ထားတယ်။အဲ့လိုမျိုးဆိုလို့ရှိရင်လည်းပြလို့ရပါတယ်။ ဲ့ဒါဆိုလို့ရှိရင်လည်းအခွန်အများကြီးတက်တာသွားပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေကအခွန်နှစ်ထပ်ပေးရတယ်။စင်ကာပူအခွန်လည်းပေးရတယ်မြန်မာပြည်အခွန်လည်းပေးရတယ်။အဲ့ဒါကြောင့်မလို့အတက်နိုင်ဆုံးတော့ဒီမပေးတင်တာဟုတ်မပေးရအောင်လို့တတိချာချာဝင်ပြီးတော့စစ်ဆေးပြီးတော့အဲ့ဒီ relief လေးတွေကိုရှောက်ကြပါလို့ကျွန်တော်ကတိုက်တွန်းလိုပါတယ်။ကျေးဇူးတင်ပါတယ်။